ပြီးခဲ့တဲ့ပိုင်းမှာတော့ကင်းဘာဝင်မယ်လီယိုဒက်စ်တို့ဘွယ်ဟာတင်မင်းမျိုးတော်စီကိုရောက်ခဲ့ကြပါတယ်။ဘန်နဲ့ကင်းတို့တွေကတော့အဲလိန်နောက်ကိုပြေးလိုက်နေကြပါတယ်။အပြင်ဘက်မှာတော့မြင်းမြတ်စစ်တီတယောက်ကခလေးတွေကိုလည်းပဲညက်ကတင်မင်းမျိုးတော်တွေကိုဘယ်လိုဝင်ရမလဲဆိုတာကိုပြောပြခိုင်းနေပါတယ်။သူညမလီကအသက်ရှူကြတယ်လို့ပြောနေတာကြောင့်တေဆုံသားသူနဲ့ပတ်သက်တဲ့တံမိုးမပြတ်နိုင်တဲ့မှန်ညံကတင်မင်းမျိုးတော်ကိုလည်းဝင်ပေးလိုက်မယ်လို့ပြောပြလိုက်ရပါတယ်။အဲဒီနောက်မှာတော့မြင်းမြတ်စစ်တီကသူနှလုံးသူဒိုးပေါက်လိုက်ကတင်ချင်းမျိုးတော်စီကိုတွားဖို့လှုပ်လိုက်ပါတယ်။မယ်လီယိုဒက်စ်တို့တွေကတော့ကင်းနဲ့ဘန်ကို ာပွေနေကြပါတယ်မယ်လီယိုဒက်စ်ကတယောက်ယောက်ရှိနေတယ်လို့ပြောလိုက်တော့ဟော့နဲ့အလီဇဘက်တို့ကတရေလားဆိုပြီးတော့ကြောက်သွားကြပါတယ်ကင်းကတော့ငါမင်းကိုလုံမပေးနိုင်ဘူးလို့ပြောကာဘန်းကိုတားလိုက်ပါတယ်ဘန်းကတူမအသေးကြောင့်ပြောလိုက်တော့မင်းခုထိမပြောင်းလဲသေးဘူးနော်လို့ပြောလိုက်ပါတယ်မင်းရဲ့လောဘကြောင့်မင်းရှိရောက်လာတဲ့သူဘသူကိုမှကူးမဆိုင်ဘူးပဲလို့ပြောနေပါတယ်မင်းကကင်းစစ်ဆိုရင်တော့ငါမင်းကိုမညာတော့ဘူးလို့ဘန်းကပြောလိုက်ပြီးမင်းငယ်ချိုးငယ်နာတွေပေါ်ဖို့အတွက်ငါတို့စီရောက်လာတာလားလို့မေးလိုက်ပါတယ်အဲ့ဒီအတွက်သာဆိုငါမင်းနဲ့ပြန်မတွေ့ချင်ပါဘူးလို့ပြောလိုက်ကာလ ွန်ခဲ့တဲ့ဆယ်နှစ်ပြည်နယ်တန်းနဲ့ထွက်လာခဲ့တဲ့ချိန်တုန်းကသွားစရာနေရာမရှိလို့သူ့မွေရမြကိုပြန်ခဲ့တဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။သူပြန်ရောက်သွားတဲ့ချိန်မှာတော့မျိုးတစ်ခုလုံးကပြကြအောင်မီးလောင်ခံထားရတယ်လို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့သူစည်းလာတဲ့ခေါင်းအုံကဝဝွင့်ရုပ်တစ်ခုအဖြစ်ကိုပြောင်းသွားကာဘန်းကိုချုပ်ထားခဲ့ပါတယ်။သူတို့တွေဒုစရိုက်ခုနှစ်ပါးဖြစ်လာကြတဲ့ကဒီအကြောင်းကိုမတွေးခဲ့မိပေမဲ့မင်းလိုလူသားတစ်ယောက်ကဘာလို့မသိမျိုးဖြစ်နေရတာလဲလို့မေးလိုက်ပါတယ်။ဒီအစွမ်းကိုရေတခွန်ကသူတော်စင်မင်းကလေးတစ်ယောက်ကိုတပီးရခဲ့တယ်လို့ငါဘယ်တော့မှမတင်ခဲ့ဘူးလို့ပြောလိုက်တယ်။အဲဒီတော့မှ မင်းကအဲ့ဒီမင်းကလေးချောင်းကိုဘလို့တိတာလဲလို့ဘန်ကပြန်မေးလိုက်ပါတယ်ကင်းကဘန်ရဲ့အင်ကြီးစားကိုဆွဲလိုက်ကမင်းတက်ခဲ့တဲ့သူတော်စင်မင်းကလေးကငါရဲ့ညမအယ်လင်းပဲလို့ပြောလိုက်ပါတယ်ငါသဘောပေါက်ပြီးမင်းကအဲ့ဒီရွတ်လာစားချင်ချင်နေတာပေါ့ဒါပေမဲ့ဘာမှဒူမှမဟုတ်ဘူးနော်ငါကမတင်မျိုးတော်လို့ပြောလိုက်ပါတယ်ငါရဲ့နဲ့ရတနာကပုံစံမျိုးမျိုးရှိတယ်ဆိုတာကိုမင်းသိတယ်မလားလို့ပြောလိုက်ကဟုတ်တာပဲမင်းကစိတ်ဝင်စားဘူးဆိုရင်မသားလေးမရှိဘူးလို့ကင်းကပြောလိုက်တယ် Spritz Beer Chelsea 4ပုံစံနံပါတ်3 Fossilization ကြောက်ဖြစ်စေတဲ့အစွမ်းကိုတုံလိုက် ုက်ကဘန်းကိုခဲဖို့လှုပ်လိုက်ပါတယ်ဘန်းရဲ့စိတ်တွေကအဲလင်းနဲ့တူရှိခဲ့ဘူးတဲ့ငယ်ရွယ်နှုပြချင်းတပင်းစီကိုရောက်သွားခဲ့ပါတယ်ဘန်းသာဒီပေါ်ကိုရောက်လာတာကနှုပြချင်းရေစင်အတွက်မဟုတ်ပဲငါးစီကိုလာတာဆိုရင်ကောင်းမယ်လို့အဲလင်းကတွေးနေပါတယ်အဲ့ဒီအချိန်တူနောက်ကိုဘန်းကရောက်လာတာကြောင့်အဲလင်းလက်ရှက်သွားပါတယ်ရှင်ပြောတော့စားစရာသွားရမယ်ဆိုဘာလို့ရောက်လာတာလဲလို့မေးတော့베리니တီးတွေတွေးလို့လေလို့ပြန်ဖြေလိုက်ပါတယ်လာဒီကနေထွက်သွားရအောင်လို့ဘန်းကပြောတော့ကျမကိုမစားပါနဲ့လို့အဲလင်းကပြန်ပြောလိုက်တယ်သူဟာလူတွေနဲ့ဆက်ဆံရေးမကောင်းတာကြောင့်နင်းက ားစာငါပြောတာကိုနားထောင်ပြီးတဲ့ပထမဆုံးလူပြစ်ကြောင်းဘန်ကပြောခဲ့ပါတယ်ဘန်ခုလိုမျိုးပြောပြတာကိုဝမ်းသာပေမဲ့သူမကဒီနုပြိုချင်းရေစင်ကိုကာဝယ်ရအောင်မယ်မဟုတ်ရင်ဒီတတော်ကားလို့ပြောနေတော့မှာအခုငါရှိနေပြီလေနင်းကိုကိုရှာပြီးတော့ခေါ်လာခဲ့ပေးမယ်လို့ပြောလိုက်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကထထွားတဲ့ကိုတယောက်ရှိတယ်ဆိုသူ့ကိုရှာတွင်းရင်နင်းဒီကနေသွားခြင်းတဲ့နေရာကိုသွားလို့ရပြီမလားလို့ဘန်ကမိလိုက်ပါတယ်အဲ့ဒီစကားကိုကြားတော့အယ်လင်းကသူ့ကိုထားပတ်လိုက်ပြီးအဲ့ဒီရဲ့ချိန်မှာပဲအနီရောင်နှစိုးတကောင်ကတော့ကြီးတစ်ခုလုံးကိုမိလောင်တိုက်တွင်းခဲ့ပါတယ်နတ်တန် ငယ်တော်ကိုတောင်လောင်တဲ့မီဆိုတာကငရဲမီပဲလို့ပြောလိုက်ပါတယ်ဒါပေမဲ့သူတို့ကိုရှေးခဲစစ်ပွဲမှာကတည်းကတော်ဝင်သူရဲကောင်းတွေကချိန်ပေးခဲ့တာလေလို့အယ်လင်ကပြောလိုက်ပါတယ်နတ်သားငယ်ရေစင်ကိုယူပြီးထွက်ပြေးဖို့နဲ့သူကဒီနတ်ဆိုးကိုဒိန်းနာမဲ့အကြောင်းကိုဘန်ကပြောတော့နတ်ဆိုးကသတိမထားမိသေးတာမို့အတူတူထွက်ပြေးကြရအောင်လို့အယ်လင်ကပြောလိုက်ပါတယ်ဘန်ကတော့သူ့ဇွမ်းနဲ့တစ်ချက်တည်းဆုံးသတ်ပေးမယ်ဆိုကာနတ်ဆိုးရဲ့နှလုံးသားကိုဂူယူပြစ်လိုက်တယ်ဒါပေမဲ့နတ်ဆိုးတွေဟာနှလုံးသားတစ်ခုတည်းပိုရှိတယ်လို့အယ်လင်ကတတိပေးနေတော့မှပဲလက်ရှိကာလစီကိုဒုစိတ်တွေကပြန်ရောက်လာ ခဲ့ပါတယ်။မင်းနောက်ဆုံးပြောစရာရှိသေးရင်တော့ငါနားထောင်မေးမယ်။မင်းကိုတော့ခွင့်လွှတ်မှာမဟုတ်ဘူးလို့ကင်းကပြောနေခဲ့တယ်။ဘန်ကတော့ဘာမှမပြောဘဲပြုံပြုံကြီးနဲ့ကင်းကိုနှုတ်ဆက်လိုက်ပါတယ်။မယ်လီယိုဒက်စ်တို့ဘက်မှာတော့မြင်းမြတ်သူရဲကောင်းကူအီလာကတေပြီးတော့ရောက်လာခဲ့ပါတယ်။အဲဒီနောက်တော့သူမဒါကိုဆွဲထုတ်လိုက်ကတိုက်ခိုက်ဖို့လုပ်ခဲ့တာကြောင့်အဲလီစ်ဘတ်ကိုခေါ်ပြီးထွက်သွားဖို့အတွက်ဟော့ကိုပြောလိုက်ပါတယ်။ဒါပေမဲ့သူတို့အတွက်ပြေးသွားတဲ့နေရာကိုတော့မယ်လီယိုဒက်စ်ရောဒီယာနဲ့ရောကအလွန့်ပြစ်ခံလိုက်ရပါတယ်။မွေဒူးစရိုက်ဒီယာနဲ့နင်းကဒူးစရိုက်ခုနှစ်ပါးထဲမှာဆွမ်းအားအကြီးဆုံး င်မလားနင်းကတဘာဝတရားနဲ့ဆက်စပ်နေတဲ့လူပနူးမျိုးနဲ့ဇူရဲ့ဇွမ်းကိုပိုင်ဆိုင်ထားတယ်လေနင်းရဲ့ဇွမ်းက creation မလားလို့ဂွီလာကမေးလိုက်ပါတယ်သူမစီကနေအများကြီးမျောလင်းထားပေမဲ့သူမကြာဘူးတဲ့ပုံမြင်တွေလောက်တော့အထင်ကြီးစရာမကောင်းဘူးလို့လည်းပြောလိုက်ပါတယ်အဲ့ဒီတော့မှဒီဟာနဲ့လဲစမ်းဝဲဆိုတဲ့တဲဝဲတိုက်ခွတ်တစ်ခုကိုထုတ်တုံးလိုက်ပါတယ်ဂွီလာကတော့တဲဝဲတဲကနေပြန်ထွက်လာပြီးဒီဟာနဲ့ကကြောင်စိန်တုံးနဲ့ပေါက်လိုက်တဲ့အခါသူမရဲ့ဓာကပောက်ကွဲတဲ့ဇွမ်းကိုပြပေါ်စေခဲ့ပါတယ်မယ်လီယိုဒက်စ်ကိုတိုက်ခိုက်တဲ့အခါမှာတော့ဘာလို့သူ့ဓာကိုတုံးမတုံးတာလဲလို့မေးခဲ့ပ ပါတယ်။နင်ငါ့ကိုလက်ကြီးတတ်တတ်နိုင်မယ်တင်လို့လာလို့မေးတဲ့အခါမယ်လီယိုဒက်စ်ကလည်းဒါကိုထုတ်တုံလိုက်ပြီးတိုက်ဖို့လုပ်ခဲ့ပါတယ်။မယ်လီယိုဒက်စ်ရဲ့စွမ်းကိုလည်းဖူးကောင်တာလို့ခေါ်တာမလားလို့မေးလိုက်ကတိုက်ခိုက်မှုကိုပိုအားပြင်းအောင်ပြန်ပြီးတော့တွန်းကန်တိုက်ခိုက်နိုင်တာပဲလို့ပြောလိုက်ပါတယ်။သူမကိုကြည်ရတာဒူစီယန်ခုနှစ်ပါးရဲ့စွမ်းတွေကိုတီထားပုံမှာပဲနင်းရဲ့စွမ်းကကိုယ့်ကိုလာတိုက်ခိုက်လေလေပို့ပြီးတော့စွမ်းအားကြီးလေဆိုပေမဲ့အားနေချက်အနေနဲ့ကိုယ်တိုင်တော့တိုက်ခိုက်လို့မရဘူးမလားလို့မေးလိုက်ပါတယ်။ သူမကမျက်မမြင်တယောက်ပြပုံရကနှစ်ယောက်လုံးကိုတမြိုင်နက်တည်းတိုက်ခိုက်ဖို့အတွက်ပြောခဲ့ပါတယ်။တဖက်မှာဘန်ကတော့နောက်ဆုံးအချိန်ကြီးနောင်တမရတဲ့ပုံပေါ်တာကြောင့်ကင်းကဒူးဆန်းနေခဲ့ပါတယ်။ တေချင်းမျိုးတော်မှာတယောက်တည်းတီးကြံကြံနဲ့နေခဲ့လိုက်တော့ဒါကမင်းအဲလိန်စီကအလုံးယူထားခဲ့တဲ့အတွက်အပြစ်တံပဲလို့ပြောကထွက်သွားဖို့လုပ်ခဲ့ပါတယ်။အဲ့ဒီအချိန်ဗန်နာမလင်းဆက်တွေတွေပေါ်လာတော့အဲလိန်အဲ့ဒါမင်းလားလို့ကင်းကမေးလိုက်ပါတယ်။အဲလိန်ကဘန်းကိုနမ်းလိုက်တဲ့အခါမှာတော့ကြောက်ဖြစ်နေတာတွေအလုံးကကြွာကြသွားခဲ့ပါတယ်။သူ့ရဲ့ကြောက်စွမ်းကိုဖယ်နိုင်တော့ကင်းကအံ့ဩနေခဲ့ပေမဲ့ဘန်းကတော့ယိုးအဲလိန်ဆိုကနှုတ်ဆက်လိုက်ပါတယ်။အဲ့ဒီစကားကိုကြားတော့ကင်းကအံ့ဩသွားခဲ့ကအဲလိန်ကိုတော့တူမြင်ပုံမရပါဘူး။ဘန်းဒီမာရွတ်တွေကဘယ်တော့ကရ တာလဲလို့မေးတော့နင်းဒီကဘာကနေစောင်းကြည့်မနေဘူးပေါ့လေလို့ဘန်ကပြောလိုက်ပါတယ်။ကင်းကအဲလင်းရဲ့တန်ကူတော့ကြားနေရပြီးအကိုပါညီမလေးမမတ်မိဘူးလားအကိုကိုလည်းမြင်ခွင့်ပေးပါလို့អော်ပြောနေခဲ့ပါတယ်။နင်းတူကိုလည်းမြင်တွေ့ခွင့်ပေးတင်တယ်လေလို့ဘန်ကပြောတော့တေချင်းတရားမျိုးတော်မှာနေထိုင်တဲ့သူတွေနဲ့ဖြတ်တန်းလာတဲ့သူတွေကခိုင်မာတဲ့ခံစားချက်ရှိမှသာအချင်းချင်းမြင်တွေ့ရတာလို့အဲလင်းကပြောပါတယ်။ညီမလေးကိုကိုကူတီစိတ်ဆိုးနေသေးတုံးလားအကိုကညီမလေးနဲ့အကုန်လုံးကိုရှက်မရှိပဲထားခဲ့မိတယ်လေလို့ကင်းကတနာစပွဲပြောနေပါတယ်။တိုက်ခိုက်တံတွေကို တော့ဘန်ကပြေးသွားဖို့လုပ်ခဲ့ကနေုံဘန်နင်ပါလုံးငါးကိုလာတွေ့တာလေလို့အယ်လင်းကမိလိုက်ပါတယ်အချောင်းပြချက်ရဲ့လို့မရှိပဲတခုလောက်ပြောချင်လို့တနေ့မှာငါနင်းကိုပိုင်ဆိုင်ရမယ်လို့ဘန်ကပြောတော့အယ်လင်းတယောက်ဟာမျက်ရည်ဝဲသွားခဲ့ပါတယ်ကင်းကတော့သူညမလေးကိုမင်းပါစကားတွေပြောနေတာလဲဆိုကတဝင်တွေတူနေပြီးအယ်လင်းကတော့ကျေးဇူးတင်ပါတယ်ဘန်လို့ပြောခဲ့တယ်အဲ့ဒီနောက်တော့အတိတ်ကကြောင်ရာတွေကိုဘန်တယောက်ကတွေးမိနေခဲ့ပြီးနဇိုးရဲ့နှလုံးသားကိုထုတ်လိုက်တဲ့ချိန်တုန်းကနဇိုးမှနှလုံးတစ်ခုတည်းပူရှိတယ်လို့အယ်လင်းကအော်ပြောရင်းပြေးလာခဲ့ပါတယ် ်။နန်ဆိုးရဲ့လက်ချက်ကြောင့်ဘန်ဂေါ်အဲလင်ကို၂ရောက်လုံးတန်ရာရသွားခဲ့ကအဲလင်ကတော့ခန္ဓာကိုယ်အပေါက်ဖြစ်ပြီးတော့တန်ရာပူကြီးပါရယ်။ နှစ်ယောက်လုံးတော့အတိမကန်နိုင်တာဖြစ်လို့အဲလင်းကနတ်တငယ်ရေစင်ကိုဘန်းကိုတိုက်ဖို့လုပ်ခဲ့တယ်။ဘန်းကတော့အဲလင်းတက်ကိုပဲကယ်ဖို့ဆုံးဖြတ်ကကမ်းပေးလိုက်ပေမဲ့အဲလင်းကတော့သူ့နှကန်းနဲ့တောက်လိုက်ပြီးဘန်းကိုတိုက်ခဲ့ပါရယ်။အဲဒီရေစင်စွမ်းကြောင်းပဲမတင်မျိုးပံဖြစ်လာခဲ့ရကနတ်ဆိုးကိုနိုင်ယူနိုင်ခဲ့ပါရယ်။ဒီအကြောင်းအရာတွေကိုမသိတဲ့ကင်ကတော့ဘာလို့ဘန်းကိုခွင်လို့ရတာလဲ။သူညမာလေးစီကနေရာအလုံးယူသွားခဲ့တာလေလို့ပြောနေခဲ့ပါရယ်။အကိုတိုင်းပြီးကိုနှစ်ပေါင်း900ပြည်ထားခဲ့တဲ့ုံကညမာလေးတစ်ချိန်လုံးထိချန်နေခဲ့ရတယ်။ဒါပေမဲ့သူကအဲဒီထိချန်နေတဲ့ စ်ခွနရာကိုနှစ်ရက်တည်းနဲ့မပြောက်စေခဲ့တယ်လို့ပြောလိုက်ပါရယ်အကိုကညမလေးကိုမန်းတီးတော့အကိုကိုရန်စားပြီးအကိုတိုက်တမျှကိုဒုက္ခနေခဲ့တာလေ ူကအကိုတင်တယ်လို့မဟုတ်ပါဘူးလို့ပြောပြီးတဲ့နောက်မှာတော့ကင်းကလည်းအလင်းကိုမြင်သွားခဲ့ရပါတယ်။တစ်ဖက်မှာတော့မယ်လီယိုဒက်စ်နဲ့ဒီယာနယ်တို့ကဂူအီလာရဲ့ explosion ဆွမ်းအောင်မှခံနေခဲ့ကြရကဘန်ကလည်းရောက်လာခဲ့ပါတယ်။သူ့ရဲ့ swan snatch နဲ့သူမလက်ကဓာတ်ကိုဆွဲယူနေခဲ့ပြီးပောက်ကွဲမှုကြောင့်ထန်ရရသွားခဲ့ပါတော့တယ်။ကင်းကတော့သူ့ညမလေးကိုဘာလို့မြင်နေရတာလဲလို့တွေးနေခဲ့ပြီးအကိုဘန်းကိုနားလဲပေးစေချင်တယ်၊သူ့ကိုကူညီပေးစေချင်တယ်လို့အလင်းကပြောလိုက်ပါတယ်။အဲဒီနောက်အဲလီစ်ဘန်နဲ့ဟော်ဒိုကဒူဒိုနားကိုရောက်လာခဲ့ပြီးတော့ကူညီပေးဖို့အတွက်ကင်းကိုကူညီတောင်းခဲ့ပါတယ်။ ယ်မယ်လီယိုဒက်စ်နဲ့ဒီယာနယ်တို့ကိုကူညီပေးခြင်းတယ်ဆိုပြီးကင်းရဲ့လံကိုမာနေခဲ့ကာကင်းကိုတော့ထွက်ပြေးဖို့အတွက်ပြောနေခဲ့တယ်ဒါပေမဲ့လံကိုဘလောက်ပဲဆွဲမပါစေမရဘဲဖြစ်နေကြပါတယ်ကင်းလည်းမနေနိုင်တော့ကူညီပေးဖို့ဆုံးဖြတ်ပေးလိုက်ပြီးတစ်ဖက်မှာမယ်လီယိုဒက်စ်တို့ကတော့တော်တော်ကိုတန်ရာရနေကြပါတယ်ရာဇဝင်ဆိုတာကပုံမြင်ပဲဒီလောက်လည်းမဟုတ်ပါဘူးဆိုကာအထင်သေးပြီးတိုက်ခိုက်နေတဲ့အချိန်ဘန်ကိုကိုတို့ပေါက်ပြီးတော့တိုက်ခိုက်လိုက်တဲ့ကင်းရဲ့လံတန်ကြောင့်ဂူအီလာတယောက်လည်းဝေးကိုလွင့်ထွက်သွားခဲ့ပါတယ် ကင်းကိုမြင်လိုက်ရတဲ့နောက်မှာတော့တချိန်ကအဲလင်းဟန်တက်တော်ရဲ့နောက်ဆုံးမျိုးစေ့ကိုပြီးခဲ့တဲ့အချိန်ကိုမြင်အောင်မိသွားခဲ့ပါတယ်။ဒီတက်တော်ကြီးကိုရှင်ကဝယ်ပေးမယ်ဆိုတာကိုတည်နေတဲ့ပန်းကျမကိုနောက်တစ်ခေါက်လောက်ပြန်ပြောပေးပါလို့တောင်းဆိုနေခဲ့ပြီးငါမင်းကိုဒီနေ့မှတေချာပေါက်ပန်ဆိုင်အောင်လုပ်မယ်ဆိုတဲ့ဘန်းရဲ့စကားကိုမဆုံးခင်မှာပဲအဲလင်းတယောက်ဟာတည်ဆုံသွားခဲ့ပါတယ်။